မြန်မာလိုမေးလို့ရတယ်မြန်မာလိုပြန်ပြောတယ်နောက်ဆုံးတရင်အချက်လက်တွေကိုလည်းမြန်မာလိုရှာလို့ရတယ်ပြောကြောင်းမလို့ AI ခက်မှာတော့ DAI tools ခုနှစ်ခုကမဖြစ်မနေတည်ထားဖို့လိုတယ်အဲ့တော့ဒီ AI တစ်ခုချင်းစီကိုဘလို့အတုံးပြရတာလဲဘလို့ရည်များกว่าချားလို့လဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်။ဒီမှာအရင်ဆုံးကျွန်တော်ကြည့်လိုက်မယ်ဆိုရင်မြန်မာမှာက cloud ဆိုတဲ့နာမည်ပေါ့နော် CLAUDE ကွန်ပျူတာမှာတုံးနေတဲ့တချို့မလို့ cloud.ai နဲ့တွားပြီးတော့ရှာလို့ရတယ်လို့ကျွန်တော်တို့ Android ဖုန်းမှာပဲဖြစ် အဲ့ဘက်ဘူးမှာပဲဖြစ်ဖြစ်တွားပြီးတော့ cloud.ai ကိုရှာလို့ရအောင်နော် claute.ai ပေါ့နော်အဲ့လိုမျိုးရှာလိုက်တဲ့ဆိုရင်ဒီလိုမျိုး logo လေးနဲ့တွားတွေ့ရနိုင်မယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ gmail နဲ့အကောင့်ဖွင့်ပြီးတော့ကျွန်တော်တို့တိချင်တဲ့စာတွေကိုမြန်မာလိုမေးလို့ရတယ်သူရဲ့အဓိကအားနည်းချက်ကတော့နှစ်ခုရှိတယ်သူက real time data ဖြစ်တဲ့ဒီ online ကနေပြီးတော့ရှာပြီးနိုင်စွမ်းတော့မရှိဘူး နောက်ပြီးတော့အကောင့်ဖွင့်တဲ့ခါကျရင် Gmail တစ်ခုလည်းတည်းမကပဲနဲ့ဒီနိုင်ငံခြားဖုန်းနံပါတ်တစ်ခုကိုပါ confirmation ကိုပို့ပြီးတော့ဗောနော်အကယ်၍ကိုကမြန်မာနိုင်ငံမှာနေရဆိုရင်တော့ဒီအကောင့်ကိုဖွင့်ရတာခက်လိမ့်မယ်ကိုယ့်ရဲ့နိုင်ငံခြားမှာရှိတဲ့တငယ်ချင်းတရားအတိမိတ်ဆွေတရားအမျိုးတရားကိုအခုညောင်းပြီးတော့သူ့ပုံနံပါတ်နဲ့ဒီအကောင့်ကို confirmation ပို့ပို့ခိုင်းမှာပဲဒီ cloud ကိုတုံလို့ရမှာပေါ့နော် ဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်ကပထမဆုံးဒီ cloud ကိုပြောရတာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကမြန်မာစာ content အနေနဲ့ပတ်သက်လာပြီးဆိုရင်ဒီ cloud ကိုပဲတော်တော်လေးကိုအသုံးပြုတဲ့အချိန်မှာပါတယ်နေ့တိုင်းအသုံးပြုတဲ့အချိန်မှာပါတယ်သူကမြန်မာလိုပြ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 လေးနဲ့တေချာလေးရေးနိုင်တယ်တခါတလေကျရင် လူသားတယောက်ကရေးတယ်လို့မျိုးတော့သူ့ကိုဖန်တီးလို့ရတာပေါ့နော်အတိအကျကျွန်တော်ပြောခဲ့ဘူးတဲ့ prompt engineering တွေကတေချာတုံးတက်မယ်ဆိုရင်ဒီ cloud ကကျွန်တော်တို့ရဲ့ personal assistant personal content writer လိုမျိုးဖန်တီးပေးနိုင်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်မြန်မာနိုင်ငံအကြောင်းမေးတယ်ပေါ့နော်စာလုံးနေရာနဲ့ရေးပြီးပါလို့ပြောလိုက်တဲ့အခါကျရင်သူပြန်ပြောထားတာလေးတွေကတော်တော်လေးကိုပြ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 ဖြစ်တယ်ကျွန်တော်မြန်မာစာရေးတာတော်တော်လေးကိုကောင်းမွန်တယ်လို့တက်မှတ်လို့ရတာပေါ့နော်ဒီနေရာမှာနည်းနည်းလေးတခုမရှင်းတာပဲပင်လယ်ဝေကြီးပေါ့နော်ကျွန်တော်တော့ဒီအခေါ်ဝေါ်တော့မသိဘူးပေါ့နော်ဒါပေမဲ့ချက်တဲ့အခေါ်ဝေါ်လေးတွေကတော်တော်လေးကိုပြပြပြရေးထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ စောနာပြောခဲ့လို့ပဲသူ့မှာအားနည်းချက်အဓိကကတော့ဒီနိုင်ငံခြားဖုန်းနံပါတ်မှာအကောင့်ဖွင့်လို့ရတယ်ပြီးရင်အင်တာနက်နေပြီးတော့ဆက်ရှင်လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့မြန်မာစာရေးတာကတော့တော်တော်လေးကိုကောင်းတဲ့အထက်မှာပါတယ်ကုတ်ရေးတဲ့ developer တွေဆိုရင်လည်းတည်တယ်ဒီ cloud ကတော်တော်လေးကိုတုံးလို့ကောင်းတဲ့အထက်မှာပါတယ်ကုတ်တွေနဲ့ပတ်သက်လာပြီဆိုရင် cloud ကိုမိတဲ့ AI ကရှားနေရေးတယ်ပေါ့နော်ဒါကကျွန်တော်ပထမဆုံးနံပါတ်1ပြောချင်တဲ့ cloud AI ပေါ့နော်နောက်တစ်ခုခါကြာတော့ Grok AI ပေါ့နော် Grok AI ကကျွန်တော်တို့နာမည်ကြီး Elon Musk ကနေပြီးတော့ဖန်တီးထားတာပေါ့နော်ဒီ Grok Tree ဆိုတဲ့အာကရထားတာလည်းမကြသေးဘူးကျွန်တော်လွန်ခဲ့တဲ့တမန်တစ်ပတ်လောက်တုန်းကလည်းဒီ Grok Tree နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအကောင့်ဖွင့်နေတယ်တင်ထားပြီးတာရှိတယ်မကြည့်ရတယ်အဲ့ဒါတစ်ချက်သွားရှိပေါ့နော် ဒီ grow ကလည်းပဲမြန်မာစာနဲ့ပတ်သက်လာရေးဆိုရင်တော်တော်လေးကိုပြပြပြန်ပြောပေးနိုင်တယ်အတိအကားကတော့ဒီ AI ကို train ထားတဲ့အချိန်မှာမြန်မာစာနဲ့ရေးထားတဲ့ content တွေကိုပါ train ထားလို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်မြန်မာနိုင်ငံအကြောင်းစာလုံးတွေနဲ့ရေးပြပါလို့ပြောလိုက်တဲ့ခါကျရင်သူကအတိအကျလေးတောင်ပြန်ပြောပေးနိုင်တယ်ပေါ့နော်ကျွန်တော်ခုနကတော့ ကလောင်နဲ့ပတ်သက်တုံးအားခါကြတော့သူပြောတာတွေကစိုးတော့မစိုးဘူးပြပြပြနဲ့ပြောနိုင်တယ် grow tree ခါကြတော့တော်တော်လေးကိုပြပြစုံနဲ့အစဉ်ပြေလေးပြောပေးနိုင်တယ်ပေါ့နော် grow tree ရဲ့အားတာချက်က G မင်းနဲ့လည်းအကောင့်အလွယ်တကူဖွင့်လို့ရတယ်ဖုန်းနံပါတ်တွေပါတယ်မလို့ဘူးပြီးရင်သူကအင်တာနက်မှာရှိတဲ့နောက်ဆုံးအချက်လက်တွေကိုလည်းတေချာလေးရှာလို့ရတယ်သူ့မှာရှာလို့ရတဲ့ပုံစံမျိုးရှိတယ် deep search နဲ့ think နဲ့ပေါ့နော် ဒီ search ကအသေးစိတ်ကိုရှာပြီးလို့တင်းကလည်းအသေးစိတ်ရှာပြီးတော့အဲ့အဟောင်းမှာ AI တုံးပြီးတော့ပြန်ပြီးတော့ analyze လုပ်ပြီးတော့အဖြေပြန်ပေးတာပေါ့နော်။ဘာပဲဖြစ်ဖြစ် grow tree ကတော့တော်တော်လေးကိုမြန်မာစာစကားပြေပြည့်ပြတယ်ပေါ့နော်။ကျွန်တော်ကိုယ်တိုင်လည်းဒီ grow tree AI ဟာပေါ်ထားတာမကြတဲ့အတွက်ကြောင့်မလို့အခုစမ်းတုံးနေတော့မယ်ဖြစ်တယ်ပေါ့နော်။ဒီ cloud ခါကြတော့ ပေါ်ထားတာကြာပြီတနှစ်ကြော်ကြော်လောက်ရှိပြီကျွန်တော်တုံးနေတာလည်းတနှစ်ကြော်ကြော်ရှိပြီပေါ့နော်အဲ့တော့ growth tree ကတော့လက်ရှိမှာဆက်ပြီးတော့စံတက်ရဖို့ပေါ့နော်အကယ်၍ဒီကောင်ကလည်းမြန်မာစာရေးတာပို့ပြီးတော့ကောင်းမွန်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ mentality ChatGPT အဲ့တော့ ChatGPT ကလည်းပဲအခုနောက်ပိုင်းမှာမြန်မာစာစကားပြောတော်တော်လေးကောင်းလာတယ်ပေါ့နော်ရွှေပြီးတော့ဖြည်းဖြန်းတက်တာကလွဲရင် အခုနောက်ပိုင်းတော်တော်လေးကောင်းလာတယ်လို့ပြောရမယ်ချက်ကြည့်ဒီမှာလည်းပဲကျွန်တော်တို့ဒီလိုမျိုးမြန်မာနိုင်ငံအကြောင်းရေးတဲ့မေးလိုက်တဲ့အခါကျရင် cloud နဲ့တွားပြီးတော့နည်းနည်းဆင်တယ်ပေါ့နော်သူပြောတာကတော့တော်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 လေးနဲ့လိုရင်းတို့ရှင်လေးပဲပြောတယ်ဒါပေမဲ့ချက်ကြည့်ဒီကအခုထက်ထိတချို့မြန်မာစာအရေးအတားတွေမှာအာမရဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကလူမျိုးစုံယဉ်ကျေးမှုပေါင်းစုံဗုဒ္ဓဘာသာအာအတတဲ့တော်နိုင်ငံဖြစ်တယ်ပေါ့နော် သူရေးထားတာကတော့ဒီဗုဒ္ဓဘာသာကိုပို့ပြီးတော့ အာပိုပြီးတော့အရေးဆိုင်တို့ပဲပြောချင်တာလားဗောနော်အဲအဲ့လိုမျိုးနိုင်ငံဖြစ်တယ်ဆိုပြီးတော့သူကရေးထားတာတွေ့ရမှာနော်ဒီမှာဆိုလည်းတိုးနယ်တွဲရှိရဲဆိုတော့တခါမှလည်းမကြောက်ဘူးဗောနော်ဒီအတုံးလုံးအဲ့တော့ ChatGPT ကမြန်မာစာနဲ့ပတ်သက်လာပြီဆိုရင်တော့ကျွန်တော်တို့တိတ်အားမရတဲ့ခင်မှာပါတယ်အကယ်၍ မြန်မာစာ content တွေရေးခိုင်းတဲ့ခါကျရင် ChatGPT ကတခါလေကျရင်တလွဲတွေလျှောက်ပြောနေတာမျိုးဟိုမြန်မာစာအတုံးတုံးတွေကဘယ်လိုရေးထားရမှာမသိဘူးဒီလိုမျိုးတွေကြော်လာတတ်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ် ChatGPT က online ကနေရှာနိုင်တယ်ကျွန်တော် grow tree မလိုမျိုးသူကစဉ်းစားဆင်ခြင်ပြီးတော့စမ်းစစ်ပြီးနိုင်တယ်ပေါ့နော်။အဲ့ဒါကလည်းတော်တော်ကောင်းတယ်။ပြီးရင်နောက်တစ်ခုက voice mode ပါတယ်ပေါ့နော်။ voice mode ကတော့များတော့အဖြစ်အင်္ဂလိပ်လိုပြောမှပဲပိုကောင်းတာပေါ့နော်။ ဲ့တော့ကျွန်တော်အခုထိပြောခဲ့တဲ့ AI တွေကနောက်ပြောမယ့် AI တွေတော့ကမြန်မာလိုလည်းမေးလို့ရတယ်မြန်မာလိုပြန်ပြောတယ်အဲ့ဒါအပြင်အခမဲ့တော်တော်တုံးလို့ကောင်းတဲ့ application တွေလည်းဖြစ်တယ်ပေါ့နော် website ကနေလည်းပဲ computer ကနေလည်းပဲအကောင့်ဖွင့်ပြီးတော့အလွယ်တကူဝင်တုံးလို့ရတယ်လို့ဖုန်းထဲမှာလည်းပဲ application တွေ download လုပ်ထားပြီးတော့အလွယ်တကူဝင်တုံးလို့ရတာပေါ့နော် internet ဒါရှိရဆိုရင်အချိန်ကြီးဝင်တုံးလို့ရတယ် application AI application တွေပဲဖြစ်တယ်ပေါ့နော် ဲ့တော့ကျွန်တော်အခုပြောခဲ့တာတုံးရှိပြီပေါ့နော် cloud ပြောခဲ့ပြီပြီ cloud ပြောခဲ့ပြီပြီ chat gpt ပြောခဲ့ပြီပြီပေါ့နော်နောက်တစ်ခုက နောက်မှပေါ်လာတဲ့ဆရာကြီး Deep Sea ဖြစ်တယ်ပေါ့နော် Deep Sea ကလည်းပဲမြန်မာစာနဲ့ပတ်သက်လာပြီဆိုရင်တော်တော်လေးကိုရတယ်လို့ပြောတယ်အဲ့တော့တစ်ခါလေးကြာရင်တော့သူကတော့သူ့ရဲ့ train ထားတဲ့အချက်နဲ့ပေါ်မူပြီးပြီးတော့ပြန်ပြီးတော့ bias လောက်လာရောရှိတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူရေးထားတာကချက်ချင်းပြီးတဲ့တော့ပို့ပြီးတော့မြန်မာစာပြပြဖြစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဘုဒ္ဓဘာသာကိုအဓိကကိုးကွယ်တယ်ခုနကတော့ချက်ချင်းပြီးမှပြောခဲ့တာဗုဒ္ဓဘာသာကအတတင်နိုင်ငံဆိုတော့ဘာလဲပေါ့နော်အဲ့တော့ DC မှာကကြတော့ ဝရပါတာကိုဒေတာကိုးကွယ်တယ်ပေါ့နော်အဲ့ဒါပြီးတော့ကျန်တာကိုလည်းသူကတေချာလေးကိုပြောပြတယ်တေချာတာကတော့ chat gpt တက်စာရင်တော့ dpc ကမြန်မာစာရေးတာပြည့်ပြတဲ့သူစီမှာလည်းပဲ online ကနေပြီးတော့ search လုပ်နိုင်တဲ့ function ပါတယ်ပြီးရင် deep think ဆိုတဲ့ ai ကနေပြီးတော့ analyze လုပ်ပေးနိုင်တဲ့ function တွေလည်းပါတယ်ပေါ့နော်ဒီ dpc ကနေပြီးတော့စာလိုက်တဲ့ဇာတ်လမ်းပေါ့နော်ဒီ deep think ဆိုတဲ့ feature ကြောင့်ပဲဒီတခြား ai tools တွေကလည်း free user တွေအတွက် thinking model တွေကို စပြီးတော့လမ်းဖွင့်ပေးလိုက်တာပေါ့နော်အခါမဲ့စပြီးတော့တုံးပေးလိုက်တာပေါ့နော်အဲ့တော့ဒီနံပါတ်5ခုမြောက်ပြောမယ် Malin AI ဆိုတာကတော့ ChatGPT လည်းပါတယ် Cloud လည်းပါတယ် DeepSeek လည်းပါတယ် Google လည်းပါတယ်နော်အဲအပ်ပြီးတော့တခြား model တွေပေါ့နော်ဒီ Facebook ကလာတဲ့တခြား LLM တွေလည်းပါတယ်ပြီးရင် ပြီးရင်နောက် mistral ဆိုတဲ့ AI တွေလည်းပါတယ်ပေါ့နော်အဲ့တော့ဒီဟာကကျတော့ဗာလဲဆိုတော့ AI rapper လို့လည်းပြောလို့ရတာပေါ့နော် Merlin AI ဆိုတာကကျွန်တော်ဆိုရင်နေ့တိုင်းတုံးနေတဲ့အထက်မှာပါတယ်တူခါကျတော့ mobile application လည်းရှိတယ် website ကလည်းတုံးလို့ရတယ်ပြီးရင် Chrome browser တွေမှာဆိုရင်လည်း plugin အနေနဲ့တုံးလို့ရတယ် YouTube က video တွေကိုလည်း summarize လုပ်ပေးလို့ရတယ် key points တွေကိုထုတ်ခိုင်းလို့ရတယ် PDF တွေနဲ့လည်းစကားပြောလို့ရတယ်ပြီးရင်ဒီပုံတွေကိုပါ generate လုပ်ပေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီ Merlin AI အကြောင်းကိုလည်းတက်တက် video လုပ်ပေးဖို့ရှိပါတယ်ဒီမှာဆိုရင် င်မာလင်ရဲကိုဒီမြန်မာနိုင်ငံအကြောင်းစာလုံး200နဲ့ရေးပေးလိုက်ပါဆိုတော့သူကလည်းပဲတိတိကျကျပြောပြတဲ့အထဲမှာပါတယ်လို့ပြောရမယ်တခုကောင်းတာကကျွန်တော်တို့လိုချင်တဲ့အားကိုဒီ model AI model တွေကိုစိတ်ကြိုက်ရွေးလို့ရတယ်လို့ internet ကနေရှာတဲ့အခါကျရင်လည်းပုံစံ၄မျိုးနဲ့ရှာခိုင်းလို့ရတယ်ပေါ့နော် professional use အတွက်လားဒါမှမဟုတ် YouTube တတင်းနေရှာဖို့အတွက်လား internet ကိုဖွင့်လို့တက်လားဒါမှမဟုတ်လေ YouTube မှာရှိတဲ့အချက်လက်တွေကိုရှာခိုင်းမှာလားဒါမှမဟုတ်လေ social media မှာရှိတဲ့အချက်လက်တွေကိုရှာခိုင်းမှာလားဒီ model AI ကိုတုံးပြီးတော့ customize ပဲလုပ်လို့ရတာပေါ့နော်ပြီးတော့အဲ့လိုရှာလို့ရတာပေါ့နော်တော်တော်လေးကိုကောင်းတဲ့အထင်မှာပါတယ်နောက်တစ်ခုကကျွန်တော် publicity ဒါကိုလည်းကျွန်တော်ဗီဒီယိုတင်ထားတာရှိပါလိမ့်မယ်အဲ့တော့အဲ့ဒါကလည်း publicity ကဘာလဲဆိုတော့ခုနကချက်ကြည့်တွေ့လဲပါမယ် cloud လဲပါမယ် deep sea လဲပါမယ်အဲ့တော့ဒီ AI တွေ ပေါင်းပြီးတော့လုတ်ထားတဲ့ platform တခုပေါ့နော် publicity ကတော့တချို့တွေဆိုရင်အခုချိန်မှာတုံးနေကြပြီတော်တော်ကောင်းတဲ့အထင်မှာပါတယ်မြန်မာလူမေးလို့ရတယ်မြန်မာလူပြန်ပြေးပေးတယ်နောက်တစ်ခုကောင်းတာတခုကကြတော့သူရှာပေးတဲ့ content တွေကတော်တော်လေးကိုပြည့်ပြည့်စုံ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 လည်းလည်းရှိခဲ့ WhatsApp အများကြီးကနေရှာပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒါက publicity လို့ခေါ်တဲ့ AI ပေါ့နော်သူကလည်းပဲ Gmail နဲ့ account ဖွင့်လို့ရတယ်အလွယ်တကူတုံးလို့ရတယ်ပေါ့နော်အခမဲ့တုံးလို့ရတယ်ပေါ့နော် ဒီ publicity အကြောင်းအသေးစိတ်ကိုလည်းကျွန်တော်ဗီဒီယိုလုပ်ထားတာရှိပါတယ်။နောက်တစ်ခုကတော့ post ပေါ့နော်ဒီကောင်ကချက်ချင်းဒီပေါ်တဲ့အချိန်မှာစပြီးတော့သူလည်းပဲပေါ်လာတယ်။အဲ့ဒီအချိန်မှာသူကလည်းပဲမြန်မာစာကိုအရင်မရလေပေါ့နော်။တို့တော့နောက်ပိုင်းနောက်ပိုင်းတခြား AI model တွေပေါ်လာတဲ့ခါကျတော့ cloud ကလည်းဒီ post မှာရတယ်။နောက်ချက်ချင်းဒီလည်းရတယ်။ပြီးရင်တခြား Google ကအားကြီးလည်းရတယ်ပေါ့နော်။အဲ့ခါကျတော့ဒီ post ကလည်းပဲ AI ပေါင်းစုထားတဲ့ ပုံစံတစ်ပုံမျိုးဖြစ်သွားတာပေါ့နော်။ကိုကလည်းပဲ mobile application ရှိတယ်။ဒီ computer မှာလည်း browser နေစင်အဲ့ဒါတူတောင်းလို့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာက tools ကခုနှစ်ခုရှိရပေါ့နော်။ DAID ကအခမဲ့လည်းတောင်းလို့ရတယ်။မြန်မာလိုလည်းမေးလို့ရတယ်။မြန်မာလိုလည်းပြန်ဖြေပေးတယ်။တချို့ AI တွေဆိုရင်မြန်မာလိုညံ့ညံ့ညော်ညော်ပြန်ပြောပြီးတော့ကိုရာတေချာလေးတောင်းတတ်မယ်ဆိုရင်ကိုယ့်ရဲ့ personal assistant အနေနဲ့ကိုယ့်ရဲ့ personal content writer အနေနဲ့ ကောက်ကောက်လေးအတုံးချလို့ရတယ်ကျွန်တော်ကိုယ်တိုင်ကလည်းပဲတချို့ AI တွေကနေ့စဉ်တုံးနေတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ DAI tools ခုနှစ်ခုကိုဒါတေချာတိထားပြီးဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုတွေမှာ account ကိုဘယ်လိုဖွင့်ရလဲဆိုတာကိုလည်းအသေးစိတ်လေးပြောပြပေးပါမယ်ဗီဒီယိုကိုဒီကြည့်ကြည့်ပြတဲ့အကြောင်းမျိုးကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ technology နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ online ကနေငွေဘယ်လိုရှာရလဲဆိုတဲ့အကြောင်းအရာတွေကိုဒီ channel မှာတေချာလေးတင်ပေါ်ပေးမှာဖြစ်တဲ့အကြောင်းမျိုးလို့ channel ကိုလည်း like စက် subscribe လုပ်ထားပေးပါ notification icon လေးကိုလည်းနှိပ်ထားပေးပါဗီဒီယိုဒီကြီးကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေအဆန်းဆန်းရရအဆင်ပြေပါစေ